အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်စဘောမှာတ냐အပိုင်းဆက်လေးအင်းနေကဇူရီမြို့ရဲ့ရှုခင်းဟာဒီညခမားမြင်နေရတယ်လစ်စဘောမြို့ရဲ့ရှုခင်းအတိုင်းပဲချက်ဝစ်ကပျော်သည်ကျွန်တော်ဆုံရှုံပြီလို့တွေ့ထားခဲ့တဲ့အရာတခုအစပြုရနေပြီခမားလေးသိတဲ့အတိုင်းပဲအချင်းဆိုတော့အနေမရှိရစားစစ်တော့စီရဲမှာထည့်ထားတယ်အစီအမှုနဲ့တူတယ် သူကဖြည်းဖြည်းချင်းမှတကောအာနေတင်ပြရတာမျိုးဝင်ပထမတောက်ဆောက်မှာတော့ကျွန်တော်တို့စိတ်တက်ကိုတက်ကြွစီရှင်းတန်းစီစိတ်ထဲမှာမပြည့်မစည်မတည်မပြောက်တော့ဘူးလို့ခန့်စားကြရတယ်ဒါပေမဲ့ရစက်ပြီးတဆက်တော့လို့တည့်ရပြီးတည့်ရကုန်လုံးလာတဲ့အခါမှာစီတကူတက်လာပြီးကျွန်တော်တို့ရဲ့သွေးတွေကိုဖျက်ဆီးရောတာပဲချိန်ဆိုတဲ့အရာရဲ့အစစ်တဟာကျွန်တော်တို့ကို ဖြည်းဖြည်းချင်းပြောင်းလဲပြနေချိန်ဟာအံ့ဖွယ်တည် 2K စမ်းကြယ်ရဲ့ဖြစ်ကိုလေးဖြစ်လာစီကျွန်တော်ဇူရင်မှာအဲ့ဒီဖြစ်နေကြုံခဲ့ရတယ်ချက်ဝစီမိရောက်များဖြင့်လင်းလက်တောက်ပေါက်နေသည်မြို့စီသို့ငုံကြည့်နေသည်ကျွန်တော်ဘဝမှာကြောက်စရာကောင်းဆုံးညတညာပေါ့သူကဖြစ်ပြီးသားတာပျော်သည်ကျွန်တော်ကတော့ပျော်စရာအကောင်းဆုံးညတညာဖြစ်သတိရခြင်းနေရာအမှန်ပါဒါပေမဲ့ဗျာထူးခြားစမ်းကြယ်ရဲ့ဖြစ်တစ်ခုဟာဖြစ်လာပြီဆိုရင်ဘယ်တော့မှမပြေဆုံးဘူး စိတ်ပြက်စိတ်ရှုပ်စရာလေးတွေကတော့အမြင့်တစီပါလာတာကြီးပဲပေါ်စည်းရနေပြီဖြစ်တော့အာယုံစီတို့လှမ်းမြောက်ကြည့်တဲ့တော့ချက်ဝစီအယူတယောက်နေတူနေသည်ကျွန်တော်သူ့ဖြစ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရသည်ခမည်းပြောတာမှန်ပါတယ်ကျွန်တော်ကထောက်ခံပြီးပြောသည် သူရင်တွင်ခံစားချက်များကိုတတ်တရာရစီလို့ပြောလိုက်ခြင်းဖြင့်ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ပျော်ရွှင်သားမှု တိုင်းတာကိုဘယ်လိုလုပ်ပြီးတည်နိုင်ကြမှာလဲအဲဒီပျော်ရွှင်သားမှုဟာကျွန်တော်တို့နဲ့အတူတူဘယ်လောက်ကြာကြာရှိမလဲဆိုတော့စားတဲ့အချိန်ကြာမှတွက်ချက်လို့ရမှာပေါ့ဟုတ်လေကျွန်တော်ကထက်ယူထင်မြင်ချက်ပေးသည်တိရတခုပဲရှိရဲ့ချက်ဝစ်ကတူတူပြောသည်ရလာတဲ့တာပျော်ရွှင်မှုကိုကျွန်တော်တို့ကြာကြာစောက်ကံမထားနိုင်ဘူးဒီချက်ကိုတော့ခင်ဗျားတို့ကျွန်တော်တို့သိရင်ကြပါပဲ မြို့စီကိုတူဝီငင်းမော့လျက်ရှိသောချက်ဝစ်စီပြမှန်သည်ပုံမှန်လျက်ရှိသည်ကြည်ရင်ချင်းကင်းမဲ့လျက်ရှိသော သူမျက်လုံးများသည်အေးစက်တင်မသောရေးလက္ခဏာကို ဖော်ပြနေသည်ရုပ်စင်းအင်းကပြက်လွန်အောင်ရှိသဖြင့်လူသည်မျက်နှာနှင့်တူသည်ထို့နောက်အချိန်တော်ကြာကောင်မှပင်သူမျက်နှာသည်အသက်ပြောင်းဝင်လာသည်ကျွန်တော်တို့သည်တောင်ကုန်းစင်ချေလျှော်လန်းအတိုင်းတမောဆိတ်စီတို့ဥတီ၍ဆင်းလာကြသည် သူသည်တခဏမျှနှုတ်ဆက်နေသည်ထို့နောက်ကျွန်တော်အားလဲကြည့်ပြီးကျွန်တော်တို့အားဘသူတွေလဲဟုစကားဆော်သည်ခမ ्या ဘသူလေကျွန်တော်ကဘသူလေတခြားလူတွေကဘသူလေတီခုံတဲ့လူတွေကဘသူတွေလေဘယ်ဟာကအစ်မလဲလူကအစ်မလားမှန်ထဲမှာထင်နေတဲ့အရှိက အစ်မလားတည်သွားတဲ့ကျွန်တော်မိမနဲ့ကျွန်တော်ဟာလေ လူတယောက်တည်းဖြစ်သွားပြီလား तू မသိခင်အရင်တုန်းကလေကျွန်တော်သူ့ကိုမပိုင်ဆိုင်မှုဆိုတာရောဖြစ်နိုင်လားအခုအခါကျွန်တော်အောင်နောက်ထဲမှာသာရှိနေရော်ရီသူ့ကိုကျွန်တော်အပြည့်ဝပိုင်ဆိုင်မှုဆိုတာရောဖြစ်နိုင်မလားကျွန်တော်သူ့ကိုတစ်ချိန်ဆုံးရှုံးမိရင်ဒုတိယချိန်ဆုံးရှုံးရအောင်မှာပဲဆိုတော့ရောအမှန်မေးလားချောဝစီသူပြောချင်တဲ့စကားများကိုကြားရည်လို့တတတပြောပြီးရင်ကျွန်တော်အားပြူးပြည့်တဲ့မျက်နှာထားဖြင့်ကြည်နေပါသည် တောင်ကုန်းစင်ကြီးလျှော့တောင်ဒီရှိနေသည်လှေကလေးများစုံတော်သည့်ခါကျွန်တော်တို့သည်လန်းလန်းစီတို့ရောက်သွားကြသည်ဤနေရာတဝိုက်တွင်မနေ့ကောင်ပွဲလန်းသမင်တခုကျင်းမခဲ့ရန်ရှိသည် အနီးတဝိုက်တွင်ပန်းခွေများပြန့်ကျင်းနေသည်ကိုမြင်ရသည်မြေပြင်မှာပင်90 60ခန်းမြင့်တွင် တန့်ပြေကောင်ကျေပွန်တဲ့ဆက်ကူမျိုးများချိတ်ဆွထားသည်ကိုလေမြင်ရသည်။ပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ။မော်မန်ပြင်ဆင်ထားကြသည့်ပစ္စည်းများကတော့လမ်းဘေးတစ်ဝိုက်တွင်ဖျို့ဖျေးပြန့်ကျေကြံ့ရင်ခဲ့ကြလေသည်။ဒီနေရာပဲချဝစ်ကပြောကောင်ဆိုင်တကားကို တုံဖွင့်လိုက်သည်။တုတ်ခိုင်ခိုင်လူတူကကျွန်တော်တို့အားစီကြိုသည်။အခန်းသည်မျက်နှာကျက်ခဏိနေဖြည်ပြီးတစ်ဖက်နယ်ရန်တွင်ဝိုင်းပလေးများတန်းစီပြီးတင်ထားသည်။စပွဲလို့တလုံးတွင်စုံတွဲတနေရာနေရာယူထားသည် ကျွန်တော်တို့ဝိုင်းပါသည်စားစရာဆိုရင်ဤဆိုင်တွင်ငါးကြော်တို့မျိုးသားရှိသည်ငါးကြော်ပဲမှာသည်ခမည်းစုတွေမျိုးကြောင့်တိတယ်မဟုတ်လားချက်ဝစ်ကမေးသည်တိတယ်ကျွန်တော်စစ်စလက်မအဖမ်းခံရသေးတယ်ထောင်တွေကတော့အလွန်ကောင်းပဲပြင်သစ်ကထောင်တွေထက်အများကြီးတာတယ်အထူးသဖြင့်စောင်းနေဆိုရင်တိတ်ကိုနေလို့ကောင်းတာပဲ ဒါပေမဲ့ကြွားကြတာကသူတို့အနေနဲ့ဘယ်သူ့ကိုမှထောင်ထဲမှာတရင်နှစ်ပတ်ပို့မထောက်ဘူးနှစ်ပတ်ပြည့်ရင်ပြည်နေတယ်မေးအေးရော နေဆက်ဒေသတွေမှာတကြီးပပတ်လေနေရဲ့ဘောဟာပြင်ဆပါပဲပေါ့ကျွန်တော်အနေနဲ့နေဆက်ကိုမျက်မျောတင်းတင်းမေးဖြတ်ဝင်မယ်လို့ဆုံးဖြတ်ခဲ့တယ်မဟုတ်လားအဲဒီဆုံးဖြတ်ချက်ကြောင့်မေးကျွန်တော်လွတ်မြောက်လာခဲ့ရချက်ဝစ်ကပြောသည်ကျွန်တော်လွတ်လာတော့ဘာမှမတွေ့ပြီးမကြောက်တော့ဘူး လမ်းပေါ်မှာ ဖလေးတယောက်မြည်အရှင်ကလန့်နေအခုမလန့်တော့ဘူးလုံးဝပျောက်သွားပြီလို့တော့မပြောပါဘူးနည်းနည်းပါးပါးတော့ရင်ထုံနေကျွန်တော်ကောင်းကျင်သည်ဘေးရနေဟာကျွန်တော်တို့ရဲ့ဘဝအတီကိုတိုးတက်စေရမယ်မင်းကျွန်တော်ကပြန်ပြောသည်ခမရရဲ့တယ်လို့ထင်လားချဝစ်ကမိကကျွန်တော်မျက်နှာကိုဖြက်ခနဲလှမ်းကြည့်သည်သူကြည့်သည်ထူးဆန်းသောကြည့်ဖြစ်သည်ကျွန်တော်ကတော့ဘေးရနေဟာကျွန်တော်က တည်ခြင်းလို့ခေါ်နေရစီအထိရောက်တယ်လို့ထင်တာပဲဆိုကြပါစို့ရဲ့ခမည်းဒီမျိုးကထွက်သွားရင်ခမည်းရဲ့အသည့်ထဲမှာဒီမျိုးရဲ့ဒီရှိမှုဟောင်းပျောက်ခွေသွားသလားနောက်ဆုံးဒီမျိုးတစ်မျိုးလုံးပျက်စီးသွားရင်ရောခမည်းရဲ့အသည့်ထဲမှာဒီမျိုးဟောင်းရှိနေအောင်ပါပဲမဟုတ်လားတည်ခြင်းဆိုတာကရောဗာလေအမြဲတစေပြောင်းနေရင်ကျွန်တော်မျက်နှာဘောကဖြည်းဖြည်းသာသာကလေးဖြတ်ထန်းသွားရင်အလင်းရောင်ထက်ပိုချင်မှပုံမှာပါကျောင်းကောင်ဒီကုတ်ချောင်းချောင်းဖြင့်ဇွဲပေါ်တက်လာသည် ျွန်တော်ကငါးကြော်တစ်ပိုင်းဖဲ့ပြီးပြစ်ပေးလိုက်သည်။ကြောင်သည်ငါးကိုချီ၍အမိကိုထောင်ကဇွဲပေါ်ကခုံချပြီးထွက်သွားသည်။ခမောမိမနဲ့စူရီမှာတွေ့ရမဟုတ်လား။ကျွန်တော်ကမေးသည်။ကျွန်တော်သူ့နဲ့ဟိုတယ်မှာဆုံးမိသည်။အော်စနာဘရက်မှာတွေ့ရတဲ့အနေထားမဟုတ်တော့ဘူး။ဟိုတော့ကလို့မသားမယားမရှင်မပြအခြေအနေမျိုးမရှိတော့ဘူး။ပုံစံတိတ်ပြောင်းသွားတယ်။ကျွန်တော်မသိတဲ့မိမတယောက်ကိုတွေ့ရတယ်လို့ဖြစ်နေတယ်။ မသိပေမဲ့လေကျွန်တော်ချစ်နေတဲ့မိမတယောက်ပါကိုနှစ်တာကာလာတွင်းကဖြစ်ဖြစ်ခဲ့သမျှအတိတ်ကဖြစ်ရတဲ့ဟာကျွန်တော်တို့နှစ်ယောက်ကို ရှက်နွေဆက်ဆက်မိသွားအောင်လှုပ်ပေးလိုက်တယ်လို့ဖြစ်နေသူအနေနဲ့နေဆက်ကိုဖျက်လာရင်းကအချင်းရဲ့အစိတ်ကအခုံးငွေဖြစ်ပြီးလွင့်စင်ပျောက်ပြက်သွားတယ်ကျွန်တော်တို့ဟာအတိတ်ရဲ့သနာကျနာမှုရင်းမှခုံလုံးနေစရာမလိုတော့ဘူးထုံးစံအတိုင်းပဲအတိတ်ဆိုတာကကုံလွန်သွားတဲ့နှစ်တွေရောင်ပြန်ဟတ်မှုဝင် စိတ်တပြပြစရာသိတ်ကောင်းလေကျွန်တော်တို့ဟာအစ်တတပံပြန်လဲဖွားမြင်လာတယ်လူတွေပဲဆိုပါစို့ချဝစ်ကစကားကိုဖြစ်ကကျွန်တော်အားနောက်တဖန်ပြန်ပြီးကြည်နေပြန်သည်သူကြည့်သည်စောစောကလိုပင်ထူးဆန်းသောအကြည့်ဖြစ်သည်ခြေနေကတော့အဲ့ဒီတိုင်းပဲအဲ့ဒီခြေနေကိုထိမ့်သိမ်းထားတော့ကတော့ဟဲလင်ပေါ့ကျွန်တော်ကတော့မထိနိုင်ဘူးအထူးသဖြင့်ပြီးဆုံးကနီးလေလေမထိနိုင်လေပဲဒါပေမဲ့ဟဲလင်ကတော့ဆက်ပြီးထိမ့်သွားနိုင်တယ် ပြဿနာဖြစ်လာတာကအဲ့ဒါပဲအခုကြတော့ကျွန်တော်ဘာသာကျွန်တော်လောက်ရတော့မင်းအဲ့ဒါကြောင့်လေကျွန်တော်ခမ ्या ကိုအခုလိုပြောပြနေရပါဟုတ်တယ်အချောင်းကတော့အဲ့ဒါပဲခမ ्या ဇူးရီမှာနေခဲ့သေးလားကျွန်တော်ကကြားပြမိရင်ကျွန်တော်တို့တပတ်ကြာနေခဲ့တယ်ချက်ဝစ်ကပုံမှန်လီတန်နဲ့ပြေကျွန်တော်တို့မှာလာနေချီပြီးနေလောက်အောင်ငွေချီးပြည့်စုံနေပြီမင်းတပတ်ဖယ်နေခဲ့ကြတယ်ဟယ်လင်ကသူ့ကြောက်မြေနာတွေကိုယူလာတယ် ရောင်းလိုက်ရင်ငွေရနိုင်တယ်။ပြီးတော့လူလောကကြီးတွေကထွက်သွားပြီဖြစ်တယ်။မစ္စတာချက်ဆွစ်ရဲ့ပကြီကားတွေကလည်းကျွန်တော်မှရှိနေတယ်။ဒီပကြီကားချက်တွေကိုကျွန်တော်ပြင်သစ်မှထားခဲ့တယ်။အဲ့ဒါတွေကလည်းရောင်းလိုက်ရင်ငွေဖြစ်နိုင်တာပဲ။အချိန်က1939ခုနှစ်နိုဝင်ဘာလ။နေစီနေတိုင်းလူတွေဟာပျော်မြူးနေတော့မေးလမ်းတွေပေါ်မှာစိတ်လွတ်ကိုလို့ရှင်မြူးနေကြတော့မေး လမ်းလေးပေါ်မှာဆိတ်လုကလုရှင်မြူနေကြတဲ့လူတွေနဲ့ပြည့်ရှံနေနေရသည်ွေကျွန်တော်နဲ့ဟဲလင်ဇူရီမြို့ကနေပြီးတောင်ပိုင်းဒေသမှာရှိနေတဲ့မကီအိုးရီကန်စီ ခီးထွက်ကြတဲ့အချိန်မှာ လူအလုံးဟာပျော်ရှင်နေဖို့ကလွယ်ပြီးဘာကူမှသတိမရကြသေးတဲ့အချိန်မင်းဟဲလင်စီကို သူ့မိသားစုကစာရီလိုက်ဖုန်းလေးမကြခဏဆက်ကြတယ်ဟဲလင်ကသူ့ဆရာဝန်နဲ့ဇူရီကိုသွားတယ်လို့ပြောခဲ့တာဆိုတော့သူ့ဘမှာရှိနေတယ်ဆိုတော့မိသားစုကသိနေရကုန် ။ဒါကြောင့်လေမကြာခဏလှမ်းပြီးအဆက်အသွယ်လုပ်နေကြပေါ့။ဆစ်စလန်နိုင်ငံရဲ့မျက်ပုံလစနစ်ကအင်မတန်ကောင်းနေပြ။ဟဲလင်းကိုမြင်လိုက်တဲ့မိခိုနီကအများကြီးပဲ။အင်မတန်မှစိတ်ဆက်တည်ကြပါပဲ။သူတို့စနစ်အရဆိုရင်ဟဲလင်းဟာအခုချိန်ထိဂျာမနီကိုပြန်ချင်ရင်ပြန်လို့ရသည်လေ။ကျွန်တော်တို့ကတော့ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ဖို့လိုတယ်။ကျွန်တော်တို့ဟိုတယ်တစ်ခုထဲမှာတင်းကြတယ်။ဒါပေမဲ့အတူတူမနေဘူး။ကျွန်တော်တို့ဟာလင်းမြဖြစ်နေပေမယ့် ကျွန်တော်တို့ကင်ထားတဲ့နိုင်ငံကူးလက်မှတ်တွေရဲ့နာမည်ကမတူကြဘူးအခုလိုချင်းပြမှာတော့ကျွန်တော်တို့ရဲ့ညဦးစလုံးရဲ့ဘဝကို စက်ကူတွေကလွှမ်းမိုးချစ်လေတာခန်းနေကြတယ်အတူတူနေလို့ကိုမဖြစ်သေးဘူးအလွန်ထိုးစက်နဲ့အချိန်တည်းရလို့စိုးရမှာပဲဥပဒေတစ်ခုရဆိုရင်ကျွန်တော်နဲ့ဟယ်လင်ကလင်းမရပဲနောက်ဥပဒေတစ်ခုရကြတော့ကျွန်တော်တို့ဟာလင်းမရမဟုတ်ဘူးပဝင်းချင်းကတော့အသေးခွဲခေါ်တင်ကြတာနှစ်ပေါင်းကြာပြီအထူးသဖြင့်တော့ဟယ်လင်တို့က အလွန်ထူးဆန်းတဲ့အခြေအနေတွေပြောင်းလဲရတခုနဲ့ကြုံနေရပဲပေါ်ရန်ဆက်တိုက်ပြီးကြည်လိုက်ရင်အရာအရန်ဟာမရှင်းမလင်းဖြစ်နေတယ်လို့ပဲအခြေအနေမှာတကယ်ဖြစ်မှန်မလားဆိုတဲ့အသိကလေးဝင်းနေကြတယ်အမှန်ကတော့ကျွန်တော်ရဲ့ထူးဆန်းတဲ့ကမ္ဘာလောကပေါ်မှာကျွန်တော်တို့ဘိုးတော်မှတ်မိနေရဲ့အိမ်မက်တခုရဲ့နှိမ့်မြုံနေဟာဝဲပြန်နေကြတော့မင်းကျွန်တော်ကတော့ဘယ်လိုကဘယ်လိုဖြစ်ပြီးဒီအခြေအနေကိုရောက်လာရဲဆိုတော့တွေးလို့မရနိုင်အောင်ဖြစ်နေရဲ့ တွေ့လို့များတဲ့အဆုံးမှာမမျော်လင့်မဲ့ရောက်လာတဲ့လက်ဆောင်တစ်ခုလိုပဲစိတ်ထဲကကြေပြီးတတ်မှတ်လိုက်တယ်။အဲဒီလက်ဆောင်ဟာဖျားသခင်ကကျွန်တော်ကိုနောက်တစ်ချိန်ဘဝတည်းတစ်ခုတည်ရှိလာအောင်ပြန်လေတိဆောက်ခွင့်ပေးခြင်းပဲလို့ယူဆမိတယ်။တကယ်တော့ကျွန်တော်ဘဝဟာပထမဆုံးအချိန်ကပောက်တိကပောက်ချာဖြစ်ခဲ့ရပြီမဟုတ်လား။ဒါကြောင့်အဆဆရာပြည့်စုံနေဘဝတိဆောက်ခွင့်ထက်မှန်ပေးရခြင်းလို့ပဲထင်နေ။အတိအကျစဉ်းစားလိုက်မယ်ဆိုရင်နိုင်ငံကူးလက်မဲ့လုံးဝမရှိဘဲနဲ့ နေကြတဲ့သားအမျိုးအမတွင်းအောင်မတင်းတူးနေရဲ့ပွေးတကောင်ဟာအတောင်ပေါက်ပြီးငှက်တကောင်ဖြစ်သွားတဲ့အဖြစ်နဲ့တော်တော်ကိုတူနေရပဲတမနခင်ကျွန်တော်ဟဲလင်းစီရောက်သွားတဲ့အခါမှာဟဲလင်းကဂျာမန်ကောင်စစ်ဝင်ယုံကမစ္စတာခရော့စီဆိုတဲ့လူတယောက်နဲ့စကားပြောနေတာတွေ့ရတယ်။သူကမိတ်ဆက်ပေးလို့ဒီလူကဘသူပဲပါဆိုတော့ကျွန်တော်သိရတာပါ။ဟဲလင်းကကျွန်တော်ကိုကျင်းသစ်ပါတာနဲ့ပြောတယ်။ပြီးတော့ကျွန်တော်နာမည်ကိုလေမွန်စီလီယာနွိုင်းလို့ပြောတယ် ခရော့စီကဟယ်လင်ပြောတာကိုရုတ်တရက်နားမလည်လိုက်တော့ကျွန်တော်ကိုပြင်သစ်လိုမတက်တဲ့နေကဘာကျော်ပကြီးဆရာကြီးရီနိုင်းရဲ့သားလားလို့မေးသူ့စကားကြတော့ဟယ်လင်ကဟဟပပက်ရေတယ်မစ္စတာလီတိုင်းကဂျနီဗာကရှင်ဒါပေမဲ့သူကဂျာမန်စကားပြောရပါတယ်သူဟာရီနိုင်းရဲ့သားမဟုတ်ပေမယ့်ရီနိုင်းကိုတိတ်ပြီးကြီးညိုလေးစားရဲ့လူကြပါခမယာစိတ်ဆော့ပကြီးကို ကြိုက်သလားခရော့စီကမေးသူမှာစိတ်ဆော့ပကြီးကတချို့တော့စုထားတာရှိရဲ့ ဟယ်လင်ကဝင်ပြေဟုတ်တယ်ကျွန်တော်မှပကြီကနည်းနည်းပပဆွေးထားတာရှိ ကျွန်တော်ကလိုက်တယ်ပြန်ပြောတယ်ကျွန်တော်လက်ထက်မှာလေလူလောကအတွင်းကထခေါက်တော်ကြီးဖြစ်တယ်ချက်ဝတ်စစ်ပကြီကတချို့ရှိနေမဟုတ်လားဒါကြောင့်ကျွန်တော်ကဟယ်လင်ရဲ့နီးပရိရဲ့ကိုထောက်ကူဖြစ်အောင်ကူရတာပေါ့ခမရဝင်းသားသားကအော်စကာရိဟဆူဆောင်းထားခဲ့တဲ့ပကြီကားတွေကိုသိတယ်မဟုတ်လားခရော့စီကတင်းနေနေမူရနဲ့မေး ကျွန်တော်ကခေါင်းညှစ်လိုက်တယ်။ရိန်ဟက်စီမှာဗင်းကိုရဲ့ပကြီးကားတစ်ချက်လေးရှိရဲ့။ကျွန်တော်တိတ်ကြိုက်တဲ့ကားပေါ့။ဗင်းကိုရဲ့ကားကဘယ်ကားလဲ။ Crossy ကစိတ်ဝင်စားမိ။အယူထောင်တွင်မှာပန်းဝင်ရင်ဆိုရဲကား။ Crossy ကပြုံးနေ။ဟုတ်တာပေါ့။အလုံးကုန်အမခံဖြစ်တဲ့လက်ရတစ်ခုပဲ။သူကပကြီးအကြောင်းစိတ်ဝင်စားပြောလာတယ်။ပကြီးဆရာ Long Bree ရဲ့လက်ရတွေကိုအနုစိတ်ပြီးဝေဖန်ပြလာတယ်။ ကျွန်တော်ကလည်းသူနဲ့လိုက်တော့ညီထွေပြောနိုင်နေ။ကွယ်လွန်သားရဲ့ချက်ဝစီကရယူထားလိုက်ပြီးပညာဘူးတုတာလီတို့ကကျေးဇူးတင်ရတော့မှာပဲ။ဘာပဲဖြစ်ဖြစ်အခုတော့ပြင်ကျွန်တော်ဟာဟေလင်းရဲ့နီးပြည့်ရဲတွေကို နားလည်သွားပြီ။သူနေနေကကျွန်တော်ကိုသူ့ယောက်ျားဖြစ်ကြောင်းနဲ့ဘေးဒုက္ခတွေတယောက်ဖြစ်ကြောင်း cross ီရိမ့်မိမတော့အောင်အားထုတ်နေရပါ။ကျွန်တော်ခံမင်းချရတဲ့လို့ဆိုရင် cross ီကလည်းကျွန်တော်နဲ့ဟေလင်းအဆက်ဆက်ကိုသိအောင်စူးစမ်းနေရပြီ။ဟယ်လင်ကတော့သူ့ကိုယ်သူကျွန်တော်ကို ဇနီးလူစီယန်ဖြစ်တယ်ကလေးနှစ်ယောက်ရှိအကြီးကအလွန်ဆန်းရတီကောင်းတယ်တမီစသဖြင့်အရေးကြော်လာနိုင်ရင်ပြောနိုင်မှုစိတ်ကူးထားတယ်ကရော့စီရဲ့မျိုးလုံးတွေကတော့ဟဲလစ်စီရောက်သွားလိုက်ကျွန်တော်စီကြလာလိုက်နေအလုံများနေကျွန်တော်တို့ပကြီးဝါနာပါတာတူရဆိုတဲ့ချက်ကိုကြောင်းပြပြီးနောက်တစ်ချိန်ထပ်ဆောင်ကြဖို့သူကကြံပြူတယ်ကန်တာဘေးကငါးချက်ကောင်းကောင်းရနိုင်နေစသဆိုင်တစ်ဆိုင်မှာ တရက်လောက်နေ့လည်စားစားရင်စကားပြောကြရင်မကောင်းဘူးလားလို့သူကပြောတယ်။အကြီးကားရေးကြောင့်တိနာလေလူတယောက်နဲ့စုံမိဖို့ဆိုတာမလွယ်ရဲ့အတွက်ထူးခြားတယ်လို့သူကယူဆကြောင်းလေးပြောတယ်။ကျွန်တော်ကလည်းသူစကားတွေကိုအားတက်သရောလက်ခံခဲ့။ကျွန်တော်ဆူဇလန်ကို ပြန်ရောက်တဲ့အခါသူပြောတဲ့အတိုင်းစီစဉ်ကြတာပေါ့လို့ပြောတယ်။ကျွန်တော်မကြပါဘူး။တည်င်းလေးပတ်သို့မဟုတ်၆ပတ်ဖြစ်ကြမှာပါလို့ထပ်ပြောလိုက်တော့သူအံ့အားသင့်နေတယ်။